်မင်္ဂလာပါရှင်ဒီကနေ့မှာပြောပြပေးသွားမယ့်အကြောင်းအရာလေးတွေကတော့ဩဂတ်လထဲမှာလူမှုကွန်ရက်ပေါ်မှာရေပန်းအစားဆုံးဖြစ်ခဲ့ကြတဲ့ BL တရုတ်ဆောင်ဇုံတွဲတွေရဲ့အကြောင်းကိုပြောပြပေးသွားမှာပါပြီးခဲ့တဲ့ဩဂတ်လတရက်နေ့ကနေ31ရက်နေ့အထိလူမှုကွန်ရက်ပေါ်မှာ BO ဆုံးတွဲတွေရဲ့ engagement တွေဖြစ်တဲ့သူတို့ရရှိခဲ့တဲ့ like တွေ comment တွေနဲ့ share စုစုပေါင်းတွေကိုစုစည်းခဲ့ရမှာ ရေပန်းအစားဆုံးဆယ်တွဲရဲ့စရင်ကိုဖတ်ရှိလာခဲ့ပြီးဖြစ်ပါတယ်။အဲဒါကြောင့်ဒီကနေ့မှာအဲ့ဒီဆယ်တွဲဟာဘယ်သူတွေဖြစ်မလဲဆိုတာကိုပြောပြပေးသွားမှာပါ။ဘယ်စုံတွေတွေပါဝင်မလဲဆိုတာကိုကြည့်လိုက်ရအောင်နော်။ပထမဆုံးအနေနဲ့ထိတ်ဆုံးမှာယက်တီနေတာကတော့ engagement 23တန်းကျော်နဲ့ခိန်နံဖိန်တို့အတွဲလေးပဲဖြစ်ပါတယ်။သူတို့ဟာ August လထဲမှာပြည်သက်တွေရဲ့အင်အားကိုအခိုင်အမာရရှိထားတဲ့စုံတွဲတွေဖြစ်လို့လာပါတယ်။ သူတို့ရဲ့ခံကြီရာစီးပြီးဟာလေလက်ရှိထုတ်လွှင့်နေတဲ့အပိုင်းတစ်ကတဲ့ကနေအပိုင်းခုနှစ်အထိထိုင်းနိုင်ငံရဲ့လူပြောအများဆုံးစီးပြီးတစ်ခုဖြစ်လို့လာပါတယ်။နံပါတ်1နေရာမှာကတော့ William S. တို့အတွဲလေးဟာ22တန်းစော်နဲ့ပြည်သက်တည်းရဲ့အားပေးမှုကိုရရှိထားပါတယ်ရှင်။ William S. We Magnetic Fan Con ကနေ extraneous မှာပြည်သက်တွေအင်အားဟာတကယ်ကိုအားကောင်းခဲ့တာမို့လို့အခုလိုနံပါတ်2နေရာကိုရက်တည်နေတဲ့အတွေ့အလေးပဲဖြစ်ပါတယ်။ ံပါတ်3နေရာမှာကတော့ပြိသက်တွေရဲ့ချစ်ခင်မှုမပြောင်းမလဲပဲရရှိထားစေဖြစ်တဲ့ပြိသက်တွေအများစုဟာလည်းနှစ်သက်သဘောကျရရတယ်ဇီးညူညူတို့အတွဲလေးပဲဖြစ်ပါတယ်ဇင်းညူညူဟာပြိတက်တည်းရဲ့အားပေးမှုကိုဒီဩဂတ်လအထဲမှာ၁၈တန်းကျော်တောင်ရရှိထားခဲ့တာပါ။နံပါတ်၄နေရာမှာကတော့ GMM TV ရဲ့နာမည်ကြီးစုံတွဲတွေထဲကတွဲဖြစ်တဲ့ Gemini Photo အတွဲလေးပဲဖြစ်ပါတယ်။ တို့တွေဟာလည်းဩဂတ်စ်လထဲမှာပြည်သက်တွေရဲ့အားပေးမှုကို18တန်းကျော်နဲ့ရရှိခဲ့တာဖြစ်ပါတယ်။တို့ရဲ့ CV အသစ် Take Care to Heaven ဟာလည်းပြည်သက်တွေကြည်ရဖို့စောင့်နေတဲ့ CV စီရင်ထဲမှာနံပါတ်1ပြေးနေတဲ့ CV တစ်ခုလို့ပြောလို့ရပါတယ်ရှင်။နံပါတ်9နေရာမှာကတော့ပြည်သက်တွေရဲ့အချစ်တော် GMM TV ရဲ့နာမည်ကြီးဆုံးတဲ့တွေဖြစ်တဲ့ဖုံးဖူဝင်းတို့အသွဲလေးပဲဖြစ်ပါတယ်ရှင်။ သူတို့ဟာ15တန်းကျော်တဲ့ပြည်သက်တွေအားပေးမှုနှုန်းနဲ့2025ရဲ့ရှစ်လလုံးလုံးမှာ top 10စီးရင်ဝင်ထားတဲ့အတွေ့လေးပဲဖြစ်ပါတယ်။သူတို့ရဲ့ CV အသက်မီးအန်တီးဟာလည်းရိုက်ကူးနေတာမို့လို့မကြခင်မှာ ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။ဒီ CV ရဲ့ဇာတ်ကားနမူနာဟာလည်း GMM TV 2025မှာပြသမယ်လို့ကြေညာထားတဲ့ဇာတ်ကားနမူနာတွေထဲမှာ YouTube မှာကြည့်ရှုနှုန်းအများဆုံးရရှိထားတဲ့ဗီဒီယိုတစ်ခုဖြစ်ပါတယ်။နံပါတ်6နေရာမှာကတော့ BL မဟုတ်တဲ့ Roman ဆောင်တွဲ Sky9 နီးလို့ပဲဖြစ်ပါတယ်။သူတို့ကတော့ BL တရုတ်ဆောင်နေစရင်ထဲမှာ BL မဟုတ်ပဲနဲ့ထူးထူးခြားခြားပြိသက်တွေရဲ့အားပေးမှုကို14သန်းကျော်နဲ့ဝင်ရောက်နေတဲ့ Bromas အတွဲလေးပဲဖြစ်ပါတယ်ရှင်။နံပါတ်9နေရာမှာကတော့ Tax Center တို့အတွဲလေးဖြစ်ပြီးသူတို့အတွဲကတော့ Perfect Tan Liner CVP ကလေးကဒီစရင်ကနေလုံးဝမထွက်သွားသေးပါဘူး။အခုဟာလေပြိသက်တွေရဲ့အားပေးမှု15သန်းကျော်ရရှိထားပါတယ်ရှင်။ အခုဆိုရင်သူတို့ရဲ့ CV အသစ် Love You Teacher အတွက်လည်းဇညွန်းနေစဖတ်နေကြပြီဖြစ်ပါတယ်နမရှိနေရမှာကတော့ DMD ရဲ့၃ရက်မြောက်အနေနဲ့ The First One တို့ဟာပြည်သက်တွေရဲ့အားပေးမှုစနစ်တန်းချုပ်ကိုရရှိထားပါတယ်။သူတို့ဟာလည်းခံကြီးရာစီးပွားနဲ့အတူပြည်သက်တွေရဲ့အားပေးမှုကိုထိတ်ဆုံးမှရရှိထားတဲ့အတွေ့အကြုံတွေပဲဖြစ်ပါတယ်။ နံပါတ်9နေရာကိုတော့ Last Twilight Series နဲ့ BL Series ထဲကိုအစဉ်တန်းတစ်ခုမြင့်ပေးခဲ့တဲ့ GMM TV ရဲ့နာမည်ကြီးခွန်မော်တို့အတွဲ Jimmy C ကတော့စက်သက်တန်းနဲ့သူတို့ရဲ့အောင်မြင်မှုကိုရယူထားပါတယ်။လက်ရှိမှာသူတို့ရဲ့ My Magic Prophecy Series ဟာလည်းအောင်မြင်မှုတွေရရှိထားပြီး မကြာခင်မှာပြသလို့ပြီးဆုံးတော့မှာပဲဖြစ်ပါရဲ့ရှင်။နောက်ဆုံးနံပါတ်10ကတော့ My Golden Blood series နဲ့ပရိသတ်တွေရဲ့အချစ်ကိုသိမ်းယူခဲ့တဲ့ Josh Gawain တို့အတွေ့အလီပဲဖြစ်ပါတယ်။ series ပြသလို့ပြီးကြတဲ့ကပရိသတ်တွေရဲ့စိတ်ဝင်စားမှုအများဆုံးအတွေ့အလီထဲမှာရပ်တည်လာနေခဲ့တာဆိုရင်အခု August လအထိပရိသတ်တွေရဲ့အားပေးမှု၈တန်းကျော်ကိုရရှိထားစေဖြစ်ပါတယ်။ပြီးခဲ့တဲ့ August လထဲလူမှုကွန်ရက်ပေါ်မှာအအောင်မြင်ဆုံး BL ဆုံးတွဲ၃တွဲအနေနဲ့ Kingdom Ping, William Ast, Zinyu Nyu တို့ဟာ ထိုင်းပြည်အောင်စုံတွဲတွေထဲပြည်သက်တည်းရဲ့အားပေးမှုကြောင့်ထိတ်တန်းနေရာမှာရပ်တည်နိုင်တဲ့စုံတွဲတွေဖြစ်လို့လာခဲ့ပါတယ်။အခုလို့ပြောပြပေးခဲ့တာကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်လည်းဘလို့အကြောင်းအရာတွေပြန်လာအောင်မလဲဆိုတာကိုစောင့်ကြည့်ပေးကြပါဦးနော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။ကျေးဇူးတင်ပါတယ်ရှင်။